ဖိလစ်ပိုင်မှာကျင်းပခဲ့တဲ့တတံဝက်ရွေးကောက်ပွဲမှာစိတ်ပြည့်စရာရလက်တွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်အစိုးရအဖွဲ့တစ်ဖွဲ့လုံးကိုနှုတ်ထွက်ဖို့ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ်ဂျူနီယာကမေ22ရက်ကတိုက်တွန်းခဲ့ပါတယ်။ဒါဟာလူကြိုက်များမှုရောကြလာတဲ့အခြေအနေကိုပြန်လည်မြင့်တက်စေဖို့ရည်ရွယ်တဲ့လှုံ့ဆော်မှုဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့တက်တန်းဝက်ရေကောက်ပွဲဟာလက်ရှိအစိုးရအဖွဲ့အပေါ်လူလူရဲ့ဆန္ဒခံယူပွဲတစ်ခုအဖြစ်ရှုမြင်ခံခဲ့ရပါတယ်။ဒီရေကောက်ပွဲမှာအထက်လွှတ်တော်အမတ်တွေအဖြစ်ရေကောက်ခံရသူတွေဟာမာကိုစ်ရဲ့ပြိုင်ဘက်ဒုသမရဆာရာဒူတာဒေးကိုဆွဆွဲပစ်တင်မှုနဲ့နိုင်ငံရေးလောကကနေပိတ်ပင်မှုတွေကိုပြုလုပ်မှာဟုတ်မဟုတ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အထက်လွှတ်တော်မှာမာကိုစ်ရဲ့အင်အားစုဟာမျောမန်းထားတဲ့နေရာတွေထက်နေပါစွာရရှိခဲ့တဲ့အတွက်ဆာရာဒူတာဒေးဟာစွပ်စဲပြစ်တင်မှုကနေလွတ်မြောက်ဖို့အခွင့်အလမ်းတွေမြင့်တက်ခဲ့ပါတယ်။ ပြည်သူတွေကပြောခဲ့ပြီးပါပဲသူတို့ကရလက်တွေကိုမျှော်လင့်နေတာပါနိုင်ငံရေးတွေအစင်ကြီးတွေမလို့ကျင်ကြပါဘူး သူတို့ပြောတာကိုကျွန်တော်တို့ကြားပါတယ်ကျွန်တော်တို့လှုံ့ဆော်သွားမှာပါလို့မာကော့စ်ကပြောကြခဲ့ပြီးအစိုးရအဖွဲ့ကိုနှုတ်ထွက်ဖို့တောင်းဆိုတဲ့၎င်းရဲ့အစီအစဉ်ဟာရင်းရင်းနဲ့ချိန်ညှိမှုဖြစ်တယ်လို့ဆိုပါတယ်ပြည်သူတွေအတွက်ချက်ချင်းအကျိုးရှိစေမယ့်အသေးစားပြဿနာတွေကိုကျွန်တော်တို့အာရုံစိုက်ဖြေရှင်းဖို့ပြက်ကွက်ခဲ့တယ်ဆိုတာနားလည်လိုက်ပါတယ်ပြည်သူတွေရဲ့စာဝင်းနေရေးကိုချက်ချင်းအကျိုးမရှိစေပဲစီမံကိန်းတွေဟာလည်းနှေးကွေးနေတာကြောင့်ပြည်သူတွေကအစိုးရရဲ့ဝန်ဆောင်မှုကိုစိတ်ပြတ်ခဲ့ကြပါတယ်လို့မာကော့စ်ကပြောပါတယ်